ဒီနေ့သာသနာတော်နှစ်2569နှစ်မြန်မာတက္ကရီ1389ခုနှစ်ခရစ်နှစ်31ရက်ဇေလ2025တောက်ကြာနေ့အလုဒ္ဒယကာယီဝချစ်လိုင်းဤနေအိမ်တွင်အလုဒ္ဒယကာယီဝချစ်လိုင်းဤ 82နှစ်ပြည့်မြောက်ဝိနည်းမင်္ဂလာသို့ရောက်သောကာလတွင်ဝိနည်းရှင်နှင့်မိသားစုအလုံးအသက်ရှိရာအနာမေကြီးရံပီကင်းကြောင်းကောင်းမှုမင်္ဂလာဖြာပြတို့နှင့်တလုံးတဝပြည့်စုံနိုင်ရစေဖို့ယဉ်ရှိပန်းလျက်ဝိနည်းကုသို့ပြုလုပ်သောအချိန်ခါ၌ဝိနည်းရှင်ဖြစ်တဲ့အလှူဒါယကာယီခုချစ်လိုက်နှင့်မိသားစုအပေါင်းတော်ကောင်းတို့အား ြန်လေကျေစုတုံ့ပြန်တော့အဖြစ်ဒီကနေ့ကျေစုပြုပေးမဲ့တရားတစ်ပုဒ်ကအာကိုမမားစီနဲ့တရားတော်လို့ထပ်တာပါဒီတရားတော်ကိုမဟုတ်ချမနာချခင်ဝိနည်းရှင်ဖြစ်တော်အလှူဒါယကာဤဥချစ်ပိုင်းနဲ့မိသားစု၏ဆွေတော်မျိုးတော်တွေအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုရှိဥစွာမေတ္တာပို့သပြီးတော့မှအနုမောဒနာတရားနာယူခြင်းကြရအောင် တပိတိယောဝိဝဇန္တုသောကောရောကောဝိနတတုမာတိဘဝံတန္တရာယာဒုက္ခိတာဒီကာယုကာဘဝံတုတပိတိယောအလုံးစုံသောဘိဥပအန္တရေယံသောသွဲမှန်သမျှတို့သည်တိတုံမကံယရဏသုံးယမြတ်ထမြတ်ကိုစည်းကပ်ကိုယ်ွယ်လေးရှိကြပေကုန်သော မွေနီရှင်ဖြစ်သောအလှူဒါယကာဤဥချစ်လိုင်းနှင့်မိသားစုအပေါင်းဆွေတော်မျိုးတော်အပေါင်းဤတရားဒေသနာကို စိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောခொနီယသာသမိဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အား ဝိဝေစံတုယနေ့ကသာနိဗ္ဗာန်ရသည်ဘဝတိုင်အောင်ကောင်းစွာမသွေဖဲခွာရှောင်ရှားကြပါစေကုန်တည်းတောကောသဆိုရင်ဘူးဆွေငိုကြွေးရခြင်းဟုစွာသောတောကမျိုးတည်လေဝိနတတုကင်းစင်လွင်ပပျောက်ပြကြပါစေတည်းရောကောသ ဂျင်နာခန့်ခဲနှိမ့်ဆက်တတ်သော96ဖြာ98ဖြာမနစ်သက်စရာဘီယောဂမန္တမြတိလေဝိနာတတုကင်းစင်လွင်ပပျောက်ပြကြပါစေတည်းဒီတုံမာကံအလှူဒံယကအလှူဒံဤကမမိသားစုအပေါင်းတော်ကောင်းတို့နှင့် ဤတရားလေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့ဟာအန္တရာယမကောင်းသောဘိဥပအန္တရေယံသွဲသွဲမှန်များတို့သည်မာဘဝန္တုမကြမရောက်မဖြစ်ကြပါစေကုန်သတည်းဒုက္ခိတာ ကိုစိတ်နှဖျားချမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းရှိကြကုန်သည်ဖြစ်၍ဒီကာယူကတဲ့ရာယောရန်ကိုတလှန်နိုင်ကြကုန်သည်ဘဝန္တုနေတိုင်းညာတိုင်းခမဆိုင်မဲမန္တန်မသွေဖြစ်ထွန်းတော်မူကြပါစေကုန်တည်း အဲဒီကနေ့မွေးနေ့ရှင်ဖြစ်တဲ့အလူထာရဲ့ကာယီဥချင်းလိုင်းနဲ့မိသားစုတွေအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်တွေကိုခိတ္တခဏအနုမောဒနာတရားစကားလေးတို့တို့ပြောပြပေးရမယ်ဆိုရင်အာကိုမမစီနဲ့တရားတော်ပါတရားလေလေအာကိုမမစီနဲ့ဆိုတဲ့ဒီတရားလေးကိုတို့တို့ချင်းချင်းလူရင်းဆိုသလိုပြောပြပေးရမယ်ဆိုရင်တော့ဖြင့် ဗုဒ္ဓဘာသာဝင်တော်စင်ဒီဟာမိဘကလည်းပဲအာသမီကိုအားကိုကြရင်ဒါမကောင်းဘူးလားဆိုတော့ကောင်းပါတယ်။အာသမီကလည်းပဲမိဘကိုအားကိုကြရင်ဒါမကောင်းဘူးလားဆိုတော့ကောင်းပါတယ်တဲ့။အဲ့တော့ဗုဒ္ဓဘာသာဝင်တော်စင်ဒီရဲ့ရှင်ကြီးမှုကိုပြန်ကြည့်ရင်တော့ မိဘကလည်းသာသမီကိုအားကိုးရတယ်လို့သာသမီကလည်းမိဘပြန်အားကိုးရတာပဲတဲ့မိဘနဲ့သာသမီဆိုတာကတော့ကျွန်းကလည်း gain မိ gain ကလည်းကျွန်းပြန်မိရတယ်လို့ပဲတဲ့အပြင်းမြတ်အလန့်လန့်အားကိုးကြရတာပဲဓမ္မသလားဆိုတော့မမှားပါဘူးမိဘနဲ့သာသမီအဲ့ဒီလိုအပြင်းအလန့်အားကိုးကြတာမကောင်းဘူးလားဆိုရင်ကောင်းတယ်တဲ့ ဒါဆိုရင်မိဘနဲ့သာသမီအချင်းချင်းအားကိုးတာထက်ကောင်းတာလေးမြန်မရှိဘူးလားဆိုရင်မိဘနဲ့သာသမီအပြန်အလှန်အားကိုးတာထက်ပိုကောင်းတာကတော့တရားအားကိုးနိုင်ရင်အကောင်းဆုံးပဲ။ဘာကိုအားကိုးရမလဲ။တရားကိုအားကိုးနိုင်ရင်တော့အကောင်းဆုံးပဲ။ဘာဖြစ်လို့လဲလို့မေးရင်မိဘကလည်း ာသမီနှမ်းမှာအမြဲရှိခြင်းမှရှိနိုင်မှာသာသမီကလည်းမိဘနှမ်းမှာအမြဲရှိခြင်းမှရှိနိုင်မှာအေးအဲ့တော့တာရေးသမီးရေးစီးပွားရေးပညာရေးလူမှုရေးဘာသာရေးသာသနာရေးဆိုတဲ့အရေးတွေကအလွန်အင်မတန်မှများလွန်တဲ့အခါကြတော့တဲ့မိဘကသာသမီအာကိုလိုရတယ်ကောင်းတယ်သာသမီးကမိဘအာကိုလိုရတယ်ကောင်းတယ်တဲ့ ထားပေးမယ်လို့အမြဲတမ်းအားကိုးလို့မရနိုင်ဘူး။ဒါကြောင့်အမြဲတမ်းအားကိုးလို့ရနိုင်တာကတခြားအားကိုးရမှလားတရားအားကိုးရမှလားတရားအားကိုးရမှာတဲ့တရားအားကိုးမယ်ဆိုတော့ဒီကနေ့တရားကြီးဦးချစ်လိုင်ကအသက်82နှစ်ပြည့်မွေးနေ့ကိုအကြောင်းပြုပြီးတော့မွေးနေ့ကုသိုလ်ပြုလုပ်တယ်မွေးနေ့ကုသိုလ်ပြုလုပ်တယ်ဆိုတော့ဌာနကုသိုလ်ရတယ် ဒါနကုသိုလ်ရရင်ဆိုကြဲကဒီကနေ့ဒါနကုသိုလ်ပြုလိုက်တာဟာဒါနကုသိုလ်ကိုအားကိုးလိုက်တာပဲဒါနကုသိုလ်ကိုအားကိုးလိုက်တာပဲဒါနအကုဒါနကုသိုလ်ကိုအားကိုးလိုက်တာဟာမကောင်းဘူးလားဆိုတော့ကောင်းတာပေါ့တဲ့အဲ့တော့တန်ត្រာတခွင်ကျင်းလေတဲ့အခါမှာယခုလိုလှူနိုင်တန်းနိုင် သာသနာပြုနိုင်လေဆိုတာအတိတ်ကကုသိုလ်ကံဒီလေပါခဲ့လို့ပစ္စုပ္ပန်မှာလဲကြိုးစားကြလို့အခုလို့ ုသိုကောင်းမှုတွေပြုလုပ်နိုင်ကြအခုထပ်ပြီးတော့ကုသိုလ်တွေထပ်ပြုရင်နောင်လဲဒီတဲ့ကောင်းကျိုးချမ်းသာမင်္ဂလာတွေနဲ့ပြည့်စုံကြအောင်မှာဒါကြောင့်ဒါနအားကိုးတာမကောင်းဘူးလားဆိုတော့ကောင်းတာပေါ့အာရှင်ဘုရားဒါနကုသိုလ်ကိုအားကိုးတာကောင်းတယ်ဆိုတော့ဒီတဲ့ကောင်းတာတွေမြန်မရှိတော့ဘူးလားဆိုတော့ဒကာကြီးဦးချစ်လိုင်းဒီကနေ့ 82နှစ်ပြည့်မွေးနေ့ကိုအကြောင်းပြုပြီးတော့လှူဒန်းတဲ့ဒါနထက်ပိုကောင်းတာရှိသေးတယ်တဲ့သီလကုသိုလ်ဒါနကုသိုလ်ထက်ပိုကောင်းတာဘာကုသိုလ်လဲသီလကုသိုလ်တဲ့တဂါကြီးတွေတဂမကြီးတွေက၅ပါးသီလလေးလုံအောင်နေမယ်ဆိုရင်အဲ့ဒီ၅ပါးသီလနဲ့သာ လုံမယ်၅ပါးသီလနဲ့သာပြည့်စုံမယ်ဆိုရင်တဲ့ဒါနကုသိုလ်ထက်၅ပါးသီလနဲ့ပြည့်စုံတဲ့ကုသိုလ်ကပုံမြတ်တယ် ဘာဖြစ်လို့လဲလို့မေးရင်ငါးပါးသီလလုံနေခြင်းဟာသူများအသက်ကိုမတတ်ဖဲနဲ့နေနေခြင်းဟာသူများအသက်ကိုပြီးလူရာရောက်တယ်။သူများအသက်ကိုပြီးလူရာရောက်တယ်။ဒါကြောင့်သူများတွေကိုဘေးကင်းရာရောက်အောင်လှူဒန်းတာနဲ့အတူတူပဲတဲ့။ငါးပါးသီလလုံနာနဲ့အပယဒါနလို့ခေါ်တယ်။အပယဒါနာ ဘယဆိုတာကဘေးအဘယဆိုတော့ကင်းတာပေါ့မရှိတာပေါ့အဘယဆိုတော့ဘေးကင်းတာဘာမသီလလုံအောင်နေရင်ကိုကိုတိုင်းဘေးကင်းတယ်လို့တလောကလုံးလေးဘေးကင်းတယ်တဲ့ကိုကိုအကြောင်းပြုပြီးတော့ဘသူမှဘေးမရောက်တော့ဘူးတဲ့တလောကလုံးကိုဘေးမရောက်အောင်လှူဒန်းပူဇော်ခြင်းနေဆိုရင်နဲ့ဘာမသီလလုံရင်အဲ့ဒါတလောကလုံးကိုဘေးကင်းရရောက်အောင်လှူတာနဲ့အတူတူပဲတဲ့ အပယဒါနာတဲ့နောက်အဝေရဒါနာတဲ့၅ပါးသီလနဲ့သာပြည့်စုံအောင်နေရင်တဲ့အဝေရဝေရဆိုတာကယံအဝေရဆိုတော့ယံမရှိဘူးတဲ့၅ပါးသီလနဲ့လုံအောင်နေရင်ဟာဘာယံမှမရှိဘူးတဲ့အဲ့တော့ယံကင်းအောင်ပြည့်လူရလဲရောက်တယ်အဝေရဒါနာကုသိုလ်လဲရတဲ့ ၅ပါးသီလနဲ့ပြည့်စုံခြင်းဟာနောက်အပြာပစ္စဌာနာတဲ့ဘသူကိုမှ စိတ်မစင်းရဲစေဘူးကိုမစင်းရဲစေဘူး၅ပါးသီလနဲ့လုံအောင်နေခြင်းဟာဘသူကိုမှစိတ်စင်းရဲကိုစင်းရဲလောက်ရမရောက်ဘူးတဲ့ဒါကြောင့်အပြာပစ္စဌာနာကုသိုလ်လေးရတယ်တဲ့အေးဒါကြောင့်၅ပါးသီလနဲ့လုံခြုံအောင်နေခြင်းဟာအဘယဒါနာ အဝေရဒါနာအပြာပစ္စဒါနာကုသိုလ်ကြီးပါရတယ်တိလာနဲ့ပြည့်စုံတာနဲ့ဒါနာကုသိုလ်ပါပြည့်စုံပြီးသားဖြစ်သွားတယ်ဒါကြောင့်အဘာတိလာနဲ့လုံကြုံတဲ့ပုဂ္ဂိုလ်ကိုမဟာဒါနာလို့ခေါ်တယ်ယိုယိုတန်တန်လှူဒန်းရင်တော့ဒါနာကုသိုလ်ရတယ်အဘာတိလာနဲ့ပြည့်စုံရင်တော့ မဟာဒါနာကုသိုလ်ကြီးရတာကြီးမြတ်တဲ့ကုသိုလ်ကြီးပဲဒါကြောင့် ဒီကနေ့မွေးနေ့ရှင်ဖြစ်တဲ့တက္ကကြီးဦးချင်းတိုင်းဝင်းဒီကိုအကြောင်းပြပြီးတော့ဌာနကုသိုလ်ပြုလုပ်တဲ့အလွန်ကောင်းမြတ်ပါတယ်အဲ့ဒီထက်ကောင်းတာကသီလကုသိုလ်ကပိုကောင်းတယ်ဒါဆိုရင်ဒီထက်ကောင်းတဲ့ကုသိုလ်တွေများအရှင်ဖျားရှိသေးပါသလားဖျားလို့မေးရင်သီလကုသိုလ်ထက်ပိုကောင်းတာတမထဘာဝနာကုသိုလ်ကပိုကောင်းတယ်အရာရှိခိုးမဲ့ တတိပိပိယုမေပဋ္ဌံယုမေမေတ္တာပို့မေဟောတဂါယီကအိယာရမဏီရဲ့မေတ္တာပို့မေဆိုရင်အဲ့ဒီမေတ္တာပို့တဲ့ကုသိုလ်ဟာအလွန်မတမှမွန်မြတ်တယ်တတဝါရီကျမ်းမာကြပါစေချမ်းသာကြပါစေဝမ်းသာကြပါစေဘိမတိယမခလူအင်းစန္ဒပြိဝကြပါစေလို့မေတ္တာလေးနဲ့နေရင်အိယာရမဏီရတော်လဲမြတ်တော်နေခြင်းပဲ မေတ္တာလေးပွားပြီးတော့နေမယ်ဆိုရင်အလွန်အမတန်မှမောမြတ်တယ်။အလောက်ဒီအောင်မောမြတ်တယ်လေလို့မေးရင်တနေ့သုံးကကိုတရားဖြင့်ချက်ခါဓမ္မင်ကျွေးမွေးခြင်းထက်မယွင်းစင်စစ်တို့တညစ်စာချိန်သုံးကမြမေတ္တာပွားများကြိုးကြီးမှသည်ဖရာမြတ်စွာမိန်ခွန်းသည်။တနေ့သုံးကကိုတရားဖြင့်ဥပေါင်းကတရား တနေ့ကိုဘယ်နှခါလဲ၃ခါတဲ့ဥပောင်းတရားနဲ့၃ခါဆိုတော့တနေ့ဥပောင်းထမင်းဥပောင်းဟင်းဥပောင်း300လောက်ချက်ပြုတ်ကျွေးမွေးလှူဒန်းတဲ့အလှူကြီးပေါ့အဲ့ဒီအလှူကြီးများလှူဝင်းရရင်မမောမြတ်ဘူးလား ေးဒါပေမဲ့လို့ဒကာကြီးဥချစ်လိုင်းတို့မိသားစုတွေဒကာကြီးတွေဒကာမကြီးတွေကမိမိတို့မေတ္တာလေးမြန်ပွားနေမယ်ဆိုရင်ဒီနေ့ထမင်းအိုပေါင်းဟင်းအိုပေါင်း300လောက်ချက်ပြုတ်ကျွေးမွေးလှူဒန်းတဲ့အလှူထက်မေတ္တာပွားရတဲ့ကုသိုလ်ကပုံမြတ်တယ်တဲ့ဗျာဒကာကြီးရဲ့အေးဝန်တန်စီရမကောင်းဘူးလား ေးအဲ့တော့မေတ္တာလေးပွားပြီးတော့နေမယ်မေတ္တာစိတ်ကလေးနဲ့နေမယ်ဆိုရင်တနေ့ကိုထမင်းအိုပေါင်းဟင်းအိုပေါင်း300လောက်ချက်ပြုတ်ကျွေးမွေးလူတန်းနဲ့အလူကြီးထက်ကိုပုံမြတ်တာအရှင်ဖျားကြီးအဲ့ဒီထက်မြတ်တဲ့ကုသိုလ်မြန်ရှိသေးသလားဆိုတော့တခါကြီးအခုနေ့စဉ်နဲ့အမြချင်းချင်းကြိုးကိုပွားများအထုတ်တဲ့ဝိပဿနာဘာဝနာကုသိုလ်ကတော့အမျက်ဆုံးပဲ တရားကြီးတို့ဥစဉ်တို့ဘဝမှာလုံယူလို့ရနိုင်တဲ့ကုသိုလ်တွေမှာဝိပဿနာဘာဝနာကုသိုလ်ကတော့အမြင့်ဆုံးနဲ့အမြတ်ဆုံးပဲတရားကြီးခန္ဓာဉာဏ်ဆိုင်ပြီးတော့ရှုမှတ်ပွားများအထုတ်တဲ့အခါမှာမမြဲခြင်းတို့ခေါ်တဲ့ဘာလက္ခဏာအနေအဆလက္ခဏာဆင်းရဲခြင်းတို့ခေါ်တဲ့ဘာလက္ခဏာ ဒုက္ခလက္ခဏာအစိုးမရကိုမပိုင် ကိုပြုပြင်ခြင်းတို့ပြုပြင်လို့မရခြင်းလို့ခေါ်တယ်ဗာလက္ခဏာအနတ္တလက္ခဏာခန္ဓာပါဆိုင်ရမှာဉာဏ်ဆိုင်ရမှာခန္ဓာဉာဏ်ဆိုင်တော့ဒီအတ္တဘောခန္ဓာကြီးကောမြဲသလား မမြဲဘူးမမြဲသည့်အတွေ့အကြုံဘာလက္ခဏာအနေအဆလက္ခဏာစင်းရည်သည့်အတွေ့အကြုံဒုက္ခလက္ခဏာအဆိုးမရကိုမပိုင်ကိုပြုပြင်းခြင်းတို့ပြုပြင်းလို့မရတဲ့အတွေ့အကြုံဘာလက္ခဏာအနတ္တလက္ခဏာတကကြီးဥချစ်လိုင်းနဲ့ငယ်တုန်းကနဲ့အခုတူသေးလားမတူတော့ဘူးမြဲလို့လားမမြဲလို့လား မမြဲလို့ဆိုတော့ဘာတဘောအနေစသဘောဒီဘဝကြီးပြန်ပြီးတော့ဆင်ញင်ကြည့်ရင် ချမ်းသာတဲ့သဘောတွေများလာလားစိရတဲ့သဘောတွေများလာလားဒါဆိုရင်ဘာတဘောဒုက္ခတဘောအခုတခါကြီးဥချစ်လိုက်ကိုယ်ခန္ဓာကိုပိုင်သေးသလားမပိုင်တော့ဘူးဆိုတော့အတ္တသဘောလားအနတ္တသဘောလား အနတ္တသဘောတဲ့တကကြီးအတ္တဘောခန္ဓာကိုယ်ကြီးကိုကြည်ရင်လည်းမမြဲတဲ့အနေအဆာဆင်းရဲတဲ့ဒုက္ခအဆိုးမရကိုမပိုင်တဲ့အနတ္တခန္ဓာဉာဏ်ဆိုင်လိုက်လို့ရှိရင်မိမိရဲ့တဏ္ဍာမဖြစ်ပေါ်နေတဲ့သဘောခန္ဓာတွေကကိုမြဲသလား မမြဲပါဘူးဒါကြောင့်ပါတဘောအနေဆတဘောဆင်းရဲတဲ့အတွေ့အကြောင်းဒုက္ခတဘောအစုမရကိုမပိုင် ကိုပြုရင်ညင်တယ်လို့ပြုရင်လို့မရသည့်အတွေ့အကြောင်းအနတ္တတဘောတဲ့အဲ့ဒီတဘောတရားလေးကိုဆင်ခြင်းနှလုံးသွင်းနေမယ်ဆိုရင်တခါကြီးဒီဘဝမှာဒီစัจ java လာကြီးမှာလှုပ်ယူလို့ရနိုင်တဲ့အဲထဲမှာအဲ့ဒီကုသိုလ်လေးက အမျက်ဆုံးမယ် ဝိပဿနာဘာဝနာကုသိုလ်လို့ခေါ်တာပေါ့အဲ့ဒီဝိပဿနာဘာဝနာကုသိုလ်လေးကိုမြန်ကြိုးစားပြီးတော့အာထုံနေမယ်ဆိုရင်တခါကြီးအိယာထဲမှာနေရတော့လဲပဲအမျက်ဆုံးအလုပ်တွေကိုလုပ်နေတာအဲ့တော့တခါကြီးကအိယာထဲမှာနေရပြီမယ်လို့အပြင်ထွက်ပြီးတော့မသွားနိုင်ပြီမယ်လို့တခါကြီးကမြင့်မြတ်တဲ့အလုပ်တွေလုပ်နေတာ ရင့်မြတ်တဲ့အလုပ်ဒီကိုလုပ်နေတဲ့ပုဂ္ဂိုလ်ဟာအမြင့်ဆုံးအမြတ်ဆုံးပုဂ္ဂိုလ်ပဲပေါ့အဲ့ဒီအမြင့်ဆုံးအမြတ်ဆုံးဖြစ်တဲ့တရားကို အာကိုမေဆိုရင်တို့အဲ့တော့ဒကာကြီးတွေဒကာမကြီးတွေအဲ့ဒါတကယ်ကိုအာကိုစရာအစ်စ်ပဲကဲတာကိုလေအာကိုလို့ရတယ်သမီးကိုလေအာကိုလို့ရတယ်တာအာကိုတာတမိအာကိုတာထက်ပိုကောင်းတာကတော့တခြားအာကိုတာလားတရားအာကိုတာလား အတရားအကိုတာဗျာအေးအဲ့ဒီတော့အသက်အရွယ်ရလာတဲ့ခါမှာသားဒီသမီးတွေကိုလည်းအာကိုရမယ်တဲ့ဒါပေမဲ့လို့တကယ်အာကိုစရာအစစ်ကသားဒီသမီးတွေအာကိုတာထက်ဘသူအာကိုရမှာတရားအာကိုရမှာအဲ့ဒါမှအာကိုစရာအစစ်တယ်တချို့ကငါသားဒီကငါနမ်းမမနေနိုင်ကြဘူးငါသမီးဒီကငါနမ်းမမဆောင်ဆောင်နိုင်ကြဘူးဆိုပြီးတော့တချို့ကအဲ မိမိတို့အစိတ်အလိုမကြားရင်ဖြစ်တတ်ကြရဲအားဒီသမီးတွေကအနီးနားမှာနေနိုင်သည်ဖြစ်စေမနေနိုင်သည် ဖြစ်စေအနီးနားမှာနေနိုင်ရင် တောင်မှသားဒီသမီးတွေအာကိုရမှာလားတရားအာကိုရမှာလားတရားအာကိုရမှာဗျာအေးဒါကြောင့်တခါကြီးကိုဒီကနေ့ဦးစင်းကဓမ္မလက်ဆောင်တရားလေးတူတူပြောချင်တာဘာမှမားစီနဲ့အာကိုမမားစီနဲ့တခါကြီး အာရီတမီးတွေအာကိုရင်တောင်မှမြတ်သော အာကိုခြင်းမျိုးမဖြစ်နိုင်ဘူးတခါကြီးတို့အထုတ်ထားတဲ့တရားလေးကိုအာကိုမှသာလျင်အမျက်ဆုံးအာကိုခြင်းဖြစ်မှာဒါကြောင့်တခါကြီးခုခန္ဓာကိုညံဆိုင်ပြီးတော့အာကိုလိုက်တဲ့ခါမှာသဘောခန္ဓာတွေကလည်းပဲတခါကြီးတည်တည်ချာချာစူးဆိုင်ပြီးတော့ကြည့်ရင်တခါကြီးနှစ်ပေါင်းမြောင်များစွာအထုတ်ထားတာဆိုတော့ဝေဒနာပဲကြည်ကြည် တကကြီးကစိတ်ပဲကြည်ကြည်သူတို့တွေဟာတည်တည်ချာချာကြည်ရင်ညံနဲ့ကြည်ရင်ကတော့အမြဲတမ်းဖြစ်နေတာလားဖြစ်ပြီးပြက်နေတာလားအဲ့ဒီဖြစ်ပြီးတော့ ပြက်နေတဲ့သဘောတရားလေးကိုခဏခဏကြည်ပြရမယ်အဲ့တော့ဝေဒနာတွေဆိုလို့ရှိရင်လည်းပဲဝေဒနာတွေကကြည်လိုက်တဲ့ခါမှာပိုးပိုးပြီးတော့တိုးလာတယ်တခါတည်းရန်ပိုးပိုးပြီးတော့ညော့သွားတယ် တခါတည်ရန် တိုးလာတယ်တခါတည်ရန်ယော့သွားတယ်ဆိုကြဲကတဲ့ဝေဒနာတွေဟာမပြတ်လို့လားပြတ်လို့လားအဲဒီလိုပြတ်တာဒီမြဲလို့လားမမြဲလို့လားမမြဲဘူးဆိုတော့အနေစာဘာသစ္စာဒုက္ခသစ္စာအဲဒီလိုသိတဲ့ဉာဏ်ကမေခသစ္စာဒါဆိုရင်သီရာကတမှုရိယသစ္စာနောင်ခန္ဓာမလာရာက နိရောဓသစ္စာလို့အဲ့ဒီလိုနိရောဓသစ္စာကိုမျက်မှောက်ပြုခြင်းရင်တဲ့ခန္ဓာပါဆိုင်နေရမယ်ဉာဏ်ဆိုင်နေရမယ်အဲ့ဒီလိုခန္ဓာဉာဏ်ဆိုင်နေရင်အမျက်ဆုံးအာကိုခြင်းအစ်စ်ဖြစ်တယ်အေးဒါကြောင့်တခါကြီးအသက်80တနှစ်မှကျန်းကျန်းမာမာနဲ့နေရတယ်ဆိုတာကံမကောင်းတာလားကံကောင်းတာလားကံကောင်းတာပေါ့မြတ်စွာဘုရားတော်မှာတက်တော်ဘလောက်မှပြိဋိဘံဆန္ဒ တခါကြီးကအခုဘလောက်ဖျားထက်တောင်ကြီးသွားပြီနော်တခါကြီးကံမကောင်းတာလားကံကောင်းတာလားကံကောင်းတဲ့အထင်မှာတော့ပြောမနေနဲ့ဖျားထက်တောင်အသက်ကြီးသွားပြီနော်အေးအဲ့တော့တခါကြီးအလွန်ကံကောင်းနေအဲ့ဒီကံကောင်းရာကနေညံကောင်းဖို့ရာအတွက်အာကိုမမှားစီနေလို့ဘုံဘုံကထပ်မှန်ပြီးတော့တတိပေးပါတယ်နော် ေတရားကိုအာကိုပြီးတော့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာ အမှန်မြတ်နိဗ္ဗာန်ကို လင်းမြန်စွာမျက်မှောက်ပြုနိုင်ရသည့်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းအပမဒိနာမမိမလျောမဘောမတန်ထထံသောအပမာရတတိတရားဖြင့်တံပါတိထကိုစီကိုငှပြေဆုံးနိုင်ကြပါစီကုန်တတိ